နာပိုးတန်းစင်တဲ့အဆင့်30မှာအစိမ်းရောင်ပီတာတိုင်းကအရေးကြီးဆုံးပါဖေဖော်ဝါရီလ29ရက်နေ့မှာတော့အကြမ်းဖက်မှုစန့်ကျင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိတ်ရှိတရားလွတ်တော်ရှိတဲ့ဥက္ကုဏီလှုပ်ကြံခံရတဲ့နေရာနဲ့တက္ကစီအငားရင်မောင်းကိုနေဝင်တနက်မှန်ပြီးလဲကျခဲ့တဲ့နေရာတွေမှာအစိုးရပိုင်းဆိုင်ရာအကြီးအကဲတွေနဲ့တက်ကြွလှုပ်ရှားသူတွေဟာအခမ်းအနားတစ်ခုပြုလုပ်ခဲ့ပါတယ်။ပြည်ထဲရေးကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲရလဒ်ကို အားရကျေနပ်မှုမရှိကြောင်းပြောလာသူတွေကတော့မောင်ဆောင်ခနဲ့ဦးမိုးသူတို့ပါပြောကျင်တာကတော့ဗောနော်အခုပြည်ထဲကြီးကပြောတဲ့စကားတွေရဲချုပ်ပြောတဲ့စကားတွေဟာ လုံးဝသဘာဝမကျဘူးလို့ကျွန်တော်တို့မြင်ပါတယ်။ဘာကြောင့်မြင်ရလဲဆိုလို့ရှိရင်အခုသူတို့ပြောနေတဲ့ဇာတ်ကားတွေထဲမှာလူငယ်တွေရဲ့သဘာဝလို့ပြောတယ်။အခုဖြစ်နေတာတွေကလူငယ်တွေမဟုတ်ဘူး။လူကြီးတွေကျွန်တော်တို့အမြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါတွေကလုံးချံမှုကြီးတစ်ခုလို့ပဲကျွန်တော်တို့ကမြင်တယ်။ အဓိကကျွန်တော်တို့အဲ့ဒီဟာကိုလုံးဝကျင့်တဲ့အားရမှုမရှိဘူးဆိုတော့ဒီဒီတိုင်းကိုကျွန်တော်တို့မကျင့်တဲ့နိုင်ဘူးဆိုတော့ကျွန်တော်တို့တောင်းဆိုချင်တာကတကယ်တရားမျှတမှုကျွန်တော်ဒီဒီလောက်ကျန်မှုရဲ့တရားခံအရင်အမြင့်ကိုမဖြစ်မနေရအောင်ဖော်ထုတ်ပေးပါလို့ဒီနေ့ကနေကျွန်တော်တောင်းဆိုချင်ပါတယ်အကျန်းဖတ်မှုဆိုတာဘယ်ဘာသာမဆိုမကောင်းတဲ့အရာလို့သတ်မှတ်ထားတာမို့အကျန်းဖတ်မှုပားပြောက်စီခြင်းကြောင့်ကိုဘာသာရေးခေါင်းဆောင်အချို့ကခုလိုမိန်ကြားပြီးစူတောင်းမြစ်တာပို့တာခဲ့ပါသေးတယ် ကြံဖတ်မှုဆိုတာကဘယ်ဘာသာမှမကောင်းဘူးပေါ့နော်အဲ့လိုအကြံဖတ်မှုတွေပပျောက်လေကိုကောင်းလေပေါ့တောင်းရှိတဲ့လူကြီးတွေရောပြည်သူလူထုတွေရောအားလုံးပေါ့ကိုယ်နိုင်ငံကြောင်းသားဖို့ကိုယ်နိုင်ငံညင်းကြဖို့သတ်ဆိုရင်အားလုံးဒေါသမောဟတရားတွေကင်းပြီးတော့မေတ္တာတရားတွေထားကြပါလို့ကိုယ်ပြန်သိစေပါ ဒီခန်းသားမှာတက်ရောက်လာသူတွေကဝန်နေချင်းအထိမ့်မှန်နေတဲ့ရှင်းနေကြီးဥကိုနီလှုပ်ကြံခံရတဲ့နေရာနဲ့ကိုနေဝင်တနက်မှန်ပြီးလဲကျသွားတဲ့နေရာတွေကိုလမ်းလျှောက်ချီတက်ပြီးနှင်းစီနဲ့တွေချခဲ့ကြပါတယ်ခန္ဓာစတင်ချိန်မှာတော့ဝန်နေချင်းအထိမ့်မှန်နေနဲ့၈စက္ကန့်ငြိမ်သက်လေးပြုခဲ့ကြပါတယ် ပြုပြင်ပြောင်းလဲရေးတွေဟာညင်သာမှုရှိသင့်ပြီးအဖြတ်အမောက်တွေအတွက်ဤသူလူလူကဝိုင်းဝန်းထိမ့်သိမ့်ရမှာဖြစ်ပါတယ် ပြန်ပြောင်းလဲရေးလုပ်တယ်ဆိုတာကျွန်တော်တို့ဟိုတိုင်းပြည်ရဲ့ဟိုပြောင်းလဲမှာပေါ့နော်ကျွန်တော်တို့ညီညင်သာသာနဲ့ပြောင်းလဲမှာရမှာဖြစ်ပါတယ်ညီညင်သာနဲ့ပြောင်းလဲမယ်ညီညင်နဲ့ပြောင်းလဲမှာရမှာဖြစ်ပါတယ်အဲ့ဒီကာလမှာအပြန့်ပေါက်ဆိုတာကျွန်တော်တို့ဟိုအနောက်ချက်ဖြစ်ပါတယ်အဲ့ဒီနောက်ချက်ကကျွန်တော်တို့အားလုံးဝိုင်းပြီးထိမ့်သိမ်းရမှာဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုအားလုံးကပူးပေါင်းဆောင်ရွက်ပြီးတော့ဒီပြည်ဝင်ပြောင်းလဲရေးကာလမှာအားလုံးတက်တွဲညီနဲ့သွားမှညီညင်နဲ့သွားမှသာရမှာဖြစ်ပါတယ်ဒီဟာကိုကျွန်တော်တို့ဟိုပြကျင်တဲ့သဘောန lên lúc đó đau thóc hàng mà